တကယ်လို့သာရန်ဆောင်မှုတွေရှိလာရင်ပါကစ္စတန်နိုင်ငံတွင်းပိုင်းတွေတိုက်ခိုက်ဖို့အသိရှိကြောင်းအိန္ဒိယကသတိပေးနေပါတယ်။အချိန်တိုတွင်မြင်းထန်ဖြစ်ခဲ့တဲ့အိန္ဒိယပါကစ္စတန်စစ်ပွဲပြီးသုံးဘက်နေပါကြမှာအိန္ဒိယကပြည်ပခါဖြစ်ရတဲ့အကြောင်းအရာပြောင်းလဲမသွားကြောင်းနဲ့အကြံဖက်တိုက်ခိုက်မှုတွေနဲ့ရန်ဆောင်လာပါကပါကစ္စတန်ရဲ့ဘယ်နေရာကိုမဆိုတိုက်ခိုက်ဖို့အသိရှိကြောင်းသတိပေးလိုက်ပါတယ်။ပါကစ္စတန်ကအကြံဖက်ဝါဒကိုနိုင်ငံမူဝါဒလက်နက်တစ်ခုအနေနဲ့လေးလေးနက်နက်ကျင့်သုံးနေပါတယ်။ဒါပြဿနာပါပဲလို့အိန္ဒိယနိုင်ငံဂျိုင်းဝန်ကြီး စူပါမန်ရန်ဂျန်ရှန်ကာကပြောပါတယ်ပြီးကြတဲ့လကစစ်ပွဲဖြစ်ရခြင်းရဲ့နောက်ွက်ကအခြေအနေမျိုးတွေရှိနေပါသလားဆိုတဲ့မေးခွန်းနဲ့ပတ်သက်ပြီးအိန္ဒိယနိုင်ငံခြားရေးဝန်ကြီးကတိမမှုဖြစ်စတဲ့အကြောင်းရင်းဖြစ်ပါကစ္စတန်ရဲ့ပံ့ပိုးကုညီမှုလို့မြင်နေဆိုရင်တော့ဟုတ်ပါတယ်အဲ့ဒီလိုအခြေအနေတွေရှိပါတယ်လို့ဆိုပါတယ်ဒါအပြင် အိန္ဒိယအုပ်ချုပ်မှုအောက်မှာရှိတဲ့ဂျမ္မူကက်ရှမီးယားဘက်ခြမ်းမှာဟိန္ဒူများစွာပါဝင်ရဲသား26ဦးတေဆုံးစေခဲ့တဲ့အကြမ်းဖက်တိုက်ခိုက်မှုကိုပါကစ္စတန်ကကုညီပံ့ပိုးပေးခဲ့ခြင်းဖြစ်ကြောင်းအိန္ဒိယကဆွဆွပြီးနောက်မေလအစောပိုင်းမှာပြည်ပကဖြစ်ခဲ့ပါတယ်ပါကစ္စတန်ဟာဒီတိုက်ခိုက်မှုဟာ၎င်းတို့နဲ့မသက်ဆိုင်ကြောင်းညှင်းဆွထားပါတယ်။နျူကလ ියා ပိုင်နယ်အင်အားကြီးနဲ့နိုင်ငံခြားဒုံးကြီးနဲ့လေကြောင်းတိုက်ခိုက်မှုတွေနဲ့ရပ်ပိုင်းများအပြန်အလှန်စစ်ပွဲဆင်နွှဲပြီးနောက်မေ၁၀ရက်နေ့မှာပြစ်ခတ်ရဲစဲကြောင်းကြေညာထားပါတယ်။ နှစ်နိုင်ငံလုံးကသူတို့ပဲအနိုင်ရရှိကြောင်းဂုံဖော်ပြောဆိုခဲ့ပေမဲ့စစ်ပွဲအခြေအနေနဲ့ပတ်သက်ပြီးထုတ်ပြန်ချက်တွေကကွဲပြားပါလေ။ပါကစ္စတန်ကအိန္ဒိယတိုက်လေရင်6စီးပစ်ချခဲ့တဲ့ဆိုတဲ့ပြောကြားချက်ကိုအိန္ဒိယကငြင်းဆိုခဲ့ပေမဲ့အိန္ဒိယစစ်ဘက်မှအကြီးအကဲရှိတွေကတော့လေရင်လေးဆုံးရှုံးခဲ့ကြတဲ့နောက်ပိုင်းမှာဝန်ခံခဲ့ပြီးလေရင်အရေးအတွက်နဲ့မျိုးစားကိုထုတ်ဖော်ပြောခြင်းမရှိပါဘူး။လူမှုကွေရာမှာပြန့်နှံ့လာတဲ့ပုံတွေမှာပြင်းထန်ထောက် Mirage နဲ့ Rafale ဂျက်လင်ပစ္စည်းတွေတွေ့ရပါတယ် ပါကစ္စတန်ဟာတရုတ်နည်းပညာသုံးပြင်သစ်ထုတ်ဂျက်လက်ရင်တစည်းအ ਨੇ ဆုံးပြစ်ချနိုင်ငံကြောင်းအမေရိကန်ပြည်သက်ရာရှိတွေကဆိုပါတယ်ဂျိုင်းရှာကာကအိန္ဒိယလေတမလိုင်းပြစီမှုနဲ့ပတ်သက်ပြီးမငင်းခဲ့ပဲဒီကိစ္စနဲ့ပတ်သက်ပြီးသက်ဆိုင်အာဏာပိုင်တွေကဖြေကြားလိုက်မယ်လို့သာဆိုပါတယ်။ဥရောပသမဂ္ဂနဲ့အစိမ့်မြင့်ကုန်သွယ်ရေးစနစ်ပေါ်တဲ့ဘရက်ဆဲလ်ကိုရောက်ရှိနေတဲ့အိန္ဒိယနိုင်ငံဂျိုင်းဝန်ကြီးကပါကစ္စတန်ဟာအကြမ်းဖက်ထောင်ပေါင်းများစွာကိုပေါ်တင်လေ့ကျင့်သင်ယူပေးနေပြီးအိန္ဒိယကိုဆိတ်လွတ်နေကြောင်းဆိုပါတယ်။ကျွန်တော်တို့ဒီ channel ကိုလုံးဝလက်ခံမှာမဟုတ်ပါဘူး။ သူတို့ကိုကျွန်တော်တို့ပြောချင်တဲ့စကားကရှင်းရှင်းလေးပါအေပီလာမှာလောက်ခဲ့တဲ့လိုမျိုးတိုက်ခိုက်မှုတွေဆက်လုပ်ရင်ကျွန်တော်တို့တုံ့ပြန်ပါပါအကြံဖတ်အဖွဲ့တွေနဲ့သူတို့ရဲ့ခေါင်းဆောင်တွေကိုပြစ်မှတ်ထားမှာပါသူတို့ဗမာပဲရှိပါစေပါကစ္စတန်နိုင်ငံထဲမှာရှိနေတော့အဲ့ဒီထိကျွန်တော်တို့လိုက်တိုက်ခိုက်ပါပါလို့အိန္ဒိယကပြောသွားပါလေ